မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမအဆုံးအာဆီယံထိပ်သီးပွဲတက်မြေနိုင်ငံကောင်ဆောင်များဆင်ရင်မြန်မာမပါဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မလေးရှားနိုင်ငံကွာလာလမ်ပူကွန်ဗင်းရှင်းဘုံဟုဌာန KLCC မှာအောက်တိုဘာ23ရက်မှ28ရက်ထိကျင်းပမည်49ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်စည်းဝေးတက်ရောက်မည်ကမ္ဘာခေါင်းဆောင်များနဲ့ဒေတာရင်းနိုင်ငံခေါင်းဆောင်များစီးရင်မြန်မာနိုင်ငံပါဝင်ခြင်းမရှိကြောင်း The Straits Times သတင်းဖော်ပြချက်ရသိရပါတယ် ူပေါင်းပါဝင်မှုနဲ့ရေရှည်တည်တံ့ခိုင်မြဲရေးကောင်းစဉ်ဖြင့်ကျင်းပမည်အာဆီယံထိပ်သီးအစည်းအဝေးသည်အဖွဲ့အစည်းတွင်အကြီးမားဆုံးဆွေးနွေးပွဲတစ်ခုဖြစ်လာမည်ဟုမျှော်လင့်ရပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်ဖွယ်ရှိသည်ဟုတင်ကဆိုပါသည်လက်ရှိချိန်ထိတရုတ်သမ္မတရှိချင်းဖြင့်တက်ရောက်ရန်မသေးချသေးသော်လည်းထရန့်ပြင်ကနေဒါဝန်ကြီးချုပ်မက်ကာနီဘရာဇီးသမ္မတတောင်အာဖရိကသမ္မတစိုက်ပရက်စ်သမ္မတနှင့်ဖင်လန်ဝန်ကြီးချုပ်တို့အပါအဝင်ကမ္ဘာခေါင်းဆောင်အများပြားတက်ရောက်မည်ဖြစ်ကြောင်းသိရပါသည် ရာဇီးနှင့်တောင်အာဖရိကသမရများသည်အာဆီယံ၏ကဏ္ဍလိုက်ဆွေးနွေးပွဲအသစ်များဖြင့်တက်ရောက်မည်ဖြစ်ပြီးစိုက်ပရက်စ်နှင့်ဖင်လန်တို့ဟာအပြေဝတွေ့ဆုံဆွေးနွေးရေးမိဖက်များဖြစ်လာမည်ဖြစ်ပါသည်ထို့ပြင်ဒေတာရင်းနိုင်ငံများမှအင်ဒိုနီးရှားသမရအိန္ဒိယဝန်ကြီးချုပ်မိုရီထိုင်းဝန်ကြီးချုပ်အနုတင်ဘရူနိုင်းဘီယင် ဆူတန်ဟာဆန်နဲ့ဘူကီယာစင်ကာပူဝန်ကြီးချုပ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနဲ့ဗီယက်နမ်ဝန်ကြီးချုပ်ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာလာအိုဝန်ကြီးချုပ်ဆွန်နက်ဆေဖီနန်ဆိုလာအိုဝန်ကြီးချုပ်ဆွန်နက်ဆေစီဖန်တုံနဲ့တီမောလက်စတီနိုင်ငံမှာဂျိုးအလက်ဇန်ဒါဂတ်မိုင်ယိုတို့ပါဝင်ပါတယ် အစည်းအဝေးသို့စစ်ကောင်းဆောင်တက်ရောက်မည်ဟုစစ်တပ်အပမီဒီယာအချို့မှယမန်နေ့ကဖော်ပြခဲ့တော်လဲယခုစရင်တွင်ပါဝင်ခြင်းမရှိပေတတမန်ရေးရနှင့်စီးပွားရေးဆိုင်ရာဦးစားပေးများကိုချိန်ညှိရန်ရည်ရွယ်သည့်နိုင်ငံသားရေးနှင့်စီးပွားရေးဝန်ကြီးများကြောင့်ပိုရဲအစည်းအဝေးများပြုလုပ်မည်ထိပ်သီးအစည်းအဝေးတွင်ရလက်စရန်84ဆောင်ကိုထုတ်ပြန်ရန်မျှော်လင့်ထားကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးဟာဆန်ကပြောပါသည် ဆက်လက်၍တီမော့လက်စ်ဒီကိုအာဆီယံအဖွဲ့ဖြင့်အောက်တိုဘာ26ရက်တွင်လက်မှတ်ရေးထိုးရန်ရှိပြီး48ချိန်မြောက်အာဆီယံဒိတ်သီးအစည်းအဝေးနှင့်ဆက်ဆက်ဒိတ်သီးအစည်းအဝေးများပိတ်ပွဲခံသောအာဆီယံဥက္ကဋ္ဌတာဝန်ကိုဖိလစ်ပိုင်နိုင်ငံသို့လွှဲပြောင်းပေးရခြင်းနဲ့တူဒိတ်သီးအစည်းအဝေးပြီးဝန်ကြီးချုပ်အိဗရာဟမ်ကတရင်းဆောင်ရှင်လင်ပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မင်းအောင်လိုင်ကကချင်ပြည်နယ်မှာဗိုလ်မှူးချုပ်ဇော်ဝင်းကိုအင်ဒိုနီးရှားတမ်မက်ဖြစ်ခန့်အပ်ဗိုလ်ချုပ်နှင့်ဗိုလ်မှူးချုပ်များကိုတမ်မက်ကြီးဂျာရူများဇက်တိုက်ပေးနေဆိုတဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်စကောင်းဆောင်မင်းအောင်လိုက်ကကချင်ပြည်နယ်မှာဗိုလ်မှူးချုပ်ဇော်ဝင်းကိုအင်ဒိုနီးရှားတန်မတ်ဖြစ်ခန့်လိုက်ကြောင်းတပ်တရင်ရှင်းမြစ်ကိုကိုးကား၍စီရီယံဗိုလ်ကြီးစင်ယောကပြောဆိုပါရယ်ယခုအောက်တိုဘာလဆန်းပိုင်းတွင်ကချင်ပြည်နယ်မိုးကောင်းမြို့အခြေဆိုင်အမတ်တုံးချေလင်းတပ်မဟာစကားခတုံးမှတပ်မဟာမှုဖြင့်တာဝန်ထမ်းဆောင်နေသောဗိုလ်မှူးချုပ်ဇော်ဝင်းကိုစစ်ဘက်ရှာလူတာဝန်မှအနာပေးပြီးအင်ဒိုနီးရှားနိုင်ငံဆိုင်ရာတန်မတ်ကြီးဖြင့်ခန့်လိုက်ခြင်းဖြစ်ကြောင်းသိရပါရယ် ဗမုကျောင်းဇော်ဝင်စစ်တပ်ကတို့ပန်းစဉ်၄၂ဆင်းမှာဇော်ဝင်နေနေကတော့တမမှုဖြစ်ပြီးပြီဆိုရင်ကျောင်းအုပ်ကြီးကျောင်းအုပ်ကြီးပြင်တိုင်းမှုသွားရတဲ့သူတွေပေါ့ဗမုကျောင်းဇော်ဝင်ကတော့တိုင်းမှုမလုပ်ရတော့ဘဲနဲ့တမ်းမကြီးဖြစ်သွားတာဟုစီရီယံဘူကြီးစင်ရောကပြောပါတယ် ဘုံမှုချုပ်ဇော်ဝင်သည့်ကချင်ပြည်နယ်ဖားကံမြို့နယ်တွင်ပြည်သူများကိုအထူးကတပ်ဖြတ်ခဲ့သောစစ်ကြောင်းများကိုအထူးကစီစဉ်ညွှန်ကြားခဲ့သူဖြစ်ပါသည်။နေပြည်တော်စစ်ဘက်တရင်ရှင်မြစ်ကမှမြေအောင်လိုင်းကရွှေကောက်ပွဲမတိုင်မီစစ်ဘက်မှရရှိခြင်းများကိုညွှန်ကြားမှုချုပ်များအမြဲတမ်းတွင်းဝင်များတမ်းမဲ့ခြင်းများဖြင့်ဇက်တိုက်ခန့်နေကြောင်းအထူးသဖြင့်နိုင်ငံတကာသို့စိန်လုံမည်တမ်းမဲ့ခြင်းများကိုစစ်ဘက်မှဘူချုပ်နှင့်ဘုံမှုချုပ်များကိုအနာပေး၍ဇက်တိုက်ခန့်နေကြောင်းပြောဆိုပါသည်။ အရေးပဲဝင်ကြီးဌာနတွေတော်တော်များများမှာတက်ကအရာရှိကြီးတွေဇက်တိုက်ခန့်နေတဲ့ဒုချုပ်ဒုညွန်ချုပ်ဒုအမြဲတမ်းတာဝန်တာဒုအမြဲတမ်းအတွင်းဝင်နေရာတွေကိုပေးနေတာအဲ့ဒီလူတွေကမကြခင်မှာညွန်ချုပ်နဲ့အမြဲတမ်းအတွင်းဝင်ဖြစ်လာမဲ့သူတွေတမ်းမကြီးရှားလူနေရာတွေမှာလည်းဘိုးချုပ်တွေနဲ့ဘုံမှုချုပ်တွေကြီးပဲခံပါတယ်ဟုနေပြည်တော်ဆေးဘက်တရင်ရှင်မြက်ကပြောဆိုကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မွန်ညင်ညွတ်ရေးပါတီရဲ့ကိုယ်စားလှယ်လောင်းနေတဲ့ရွှေကောက်ပွဲဝင်ပြိုင်မှုသူ၁၀ဦးကျော်ပါဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကော်မရှင်ကပြုလုပ်မဲ့ထွေထွေရွှေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့မွန်ညင်ညွတ်ရေးပါတီရဲ့ကိုယ်စားလှယ်လောင်း38ဦးစည်းရဲမှာရွှေကောက်ပွဲမှာဝင်ပြိုင်မှုတဲ့ကိုယ်စားလှယ်လောင်းအဟောင်း၁၀ဦးကျော်ပါဝင်တယ်လို့ပါတီပြောခွင့်ရနိုင်တန်းရွှေကပြောပါတယ်။ စစ်ကောင်မရှင်လောက်ကံပြည်တော်စုရဲကောက်ဘွဲကောင်မရှင်ကတော့ရဲကောက်ဘွဲမှာဝင်ပြိုင်မဲ့ကိုစလဲလောင်းတွေရဲ့အမြင့်စင်းချင်းညာချက်ပုံစံ30 30ပုံစံ30ကကြီးနဲ့ပုံစံ30ကခွေးတွေကိုသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ် KI မြို့နယ်ကောင်မရှင်အဖွဲ့ခွဲရုံးဖြင့်ရဲကွက်နဲ့ကျေးရွာအုပ်စုကောင်မရှင်အဖွဲ့ခွဲရုံးတွေမှာအောက်တိုဘာ19ရက်နေ့ကစလို့ကတ်ထားချင်းညာမယ်လို့ထုတ်ပြန်ထားတာပါ။ အခုလိုထုတ်ပြန်ပြီးနောက်မုံညင်ညွေပါတီနေနဲ့မြို့နယ်လိုက်ကိုစလေလောင်အမည်စင်းတင်ထားတဲ့38ဦးလုံးကိုစလေလောင်ဖြစ်အမည်စင်းပြန်ချခဲ့ပြီးအဲ့ဒီထဲမှာအရင်ကိုစလေလောင်အဟောင်းတွေဖြစ်တဲ့ဒေါက်တာပညာအောင်မိုးနိုင်လေတမမင်းအောင်တို့ပြင်ခြားကိုစလေအဟောင်းတွေပါဝင်နေတာဖြစ်ပါတယ်မောင်ညိုရဲ့ပါတီပြောက်ခွင့်ရနိုင်တန်းရွှေကတော့အခုလိုကိုစလေလောင်အဟောင်းတွေပါရလာဟာကိုစလေလောင်အဟောင်းတွေကိုဦးစားပေးနေနေရွေးချယ်ခဲ့တာဖြစ်ပြီးမြို့နယ်လိုက်ကိုစလေလောင်အဟောင်း၁၀ဦးကျော်ပါဝင်တယ်လို့ပြောပါရယ် ရွေးချယ်တဲ့စည်ရင်ပုံစံကလွတ်တော်ကိုယ်စားလှယ်အဟောင်းတွေကိုကျွန်တော်တို့ဦးစားပေးတာပေါ့ဘယ်သူဝင်မလဲပါတီကိုစည်ရင်ပေးတာပေါ့နောက်ပြီးတော့ဘယ်သူကစိတ်ဝင်စားလဲပေါ့ကျွန်တော်တို့ CEC ထဲမှာအဲ့ဒါတွေကကျွန်တော်တို့အရေးချင်းသတ်မှတ်ချက်ရှိတယ်အဲ့ဒီအရေးချင်းသတ်မှတ်ချက်ကိုစစ်စစ်ပြီးတော့ကျွန်တော်ရွေးချယ်ပြီးတင်လိုက်တာပေါ့အဟောင်းမှာရေးတာကြတော့၃ယောက်ပါမယ်နောက်ပြီးတော့တန်ဖြူစရဲမှာ၂ယောက်မုတုံမှာ၂ယောက်ပါမယ်ချိန်မရောမှာ၂ယောက်ပြန်ပါမယ်နောက်ပြီးတော့၁၀ယောက်ကျော်မယ်လို့ဆိုပါတယ် ဒါပြင်အခုလိုကိုစလဲလောင်းတွေရဲ့အမြင့်ဆင်းကြလာသလိုတစ်ဖက်မှာလည်းကိုစလဲလောင်းတွေရဲ့မဲဆွေစီုံရမယ်တက်မဲ့ရဲ့နီးကပ်လာပေမဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင်ကတစုံတရာပြောဆိုတာမရှိတာကြောင့်မဲဆွေဖို့အခက်တွေ့နေတယ်လို့သူကဆက်ပြောပါတယ်။လက်ရှိမွန်ညညရေးပါတီဟာစစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဖြီသူလွတ်တော်အတွက်ခုနှစ်ဦးအမျိုးသားလွတ်တော်ချိုးချကိုစားပြုစနစ်ပြည်အတွက်6ဦးမဲအများဆုံးရသူနိုင်ယူစနစ် FBDP အတွက်6ဦးပြည်နယ်လွတ်တော်ချိုးချကိုစားပြုစနစ်ပြည်အတွက်10ဦးနဲ့မဲအများဆုံး ရသူနိုင်ယူစနစ် FBTP အတွက်ကိုဦးထိဝင်ပြိုင်မှာရှိတယ်လို့သိရပါတယ်။တစ်ဖက်မှာစစ်ကော်မရှင်လောက်ကရွေးကောက်ပွဲကော်မရှင်ကတော့မွန်ပြည်နယ်ရဲ့မြို့နယ်၁၀ခုလုံးကိုမဲဆန္ဒနယ်မြေဖြစ်သတ်မှတ်ထားပြီးလာမယ့်ဒီဇင်ဘာ၂၈ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်းတစ်မှာတော့ကြိုက်ထုံတထုံ ကျိုက်တို့တထုံမော်လမြိုင်ချောင်းစုံနဲ့ကျိုက်မြောမြို့နယ်တွေမှာပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။မော်ညညိုရေးပါတီဟာပြီးခဲ့တဲ့2020တွေ့တွေ့ရွေးကောက်ပွဲတုန်းကလည်းမဲဆန္ဒနယ်မြေပေါင်း55နေရာတီဝင်ရောက်ရှင်းပြိုင်ခဲ့မှုပြီးမဲဆန္ဒနယ်မြေ12နေရာမှာအနိုင်ရရှိခဲ့မှုတာဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မွန်ပြည်နယ်မှာစစ်မှုရန်တပ်သားစုဆောင်းခံရသူ3300ထက်မနည်းရှိလာဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ဖွင့်လှစ်တဲ့စစ်မှုရေးတနင်္ဂနွေဆင်း၁၈တိတပ်တောင်းစုဆောင်ခံရသူ၃၃၀၀တမနေရှိလာတယ်လို့တင်းနှံဌာနကပြုစုထားတဲ့ချက်လက်တွေရသိရပါတယ်။ အာနာသိန်းစစ်ကောမရှင်အားစစ်ရေးမှရှုံနေပြီးသူတို့ရဲ့တပ်ဖွဲ့ဝင်တွေတိုက်ဆုံထိခိုက်မှုမြင့်တက်လာပြီးနောက်ပြည်သူစစ်မှုရန်ဥပဒေကိုပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာအာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကအသက်သွင်းခဲ့တာပါပြည်သူစစ်မှုရန်ဥပဒေပြန်လည်အသက်သွင်းပြီးနောက်စစ်ကောမရှင်အားသူတို့ထိန်းချုပ်ထားနိုင်တဲ့မွန်ပြည်နယ်မှာလက်စင်စစ်မှုရန်တနန်းတွေကိုဖွင့်လှစ်လာတာဟာအခုလတည်းစစ်မှုရန်တနန်းအပတ်စဉ်18တိရှိလာပြီးဖြစ်ပါတယ် တရင်ဌာနကပြုစုထားတဲ့အချက်လက်တွေအရစစ်မှုရဲအပစင်တက်ကနေအပစင်၁၈ထိစစ်မှုရန်တက်တာ3300ထံမင်းစစ်သားစုဆောင်ခံထားရပြီးအရေးတွန်းအားဖြင့်တလလရင်200နီးပါးစစ်သားစုဆောင်ခံထားရတာပါစစ်သားစုဆောင်ခံရသူတွေဟာငွေကြေးနဲ့လူစားထိုးငှားရမ်းခံရသူတွေရောင်းစားခံရသူတွေအတင်းအဓမ္မဖမ်းဆီးခံရသူတွေစစ်မှုရန်စင့်ခေါ်ခံရသူတွေနဲ့ပေါ်တာဆွဲခံရသူတွေအများဆုံးပါဝင်ပါတယ် တစ်ဖက်မှာလည်းစစ်ကောမရှင်စစ်မှုရဲတနန်းတွေလှဆိုင်ဖွင့်လှစ်နိုင်ဖို့အတွက်သက်ဆိုင်ရာရက်ွက်ချေးရွာအုပ်ချုပ်ရေးမှုတွေကိုဇက်တိုက်ပေးရပေးတာတွေရှိနေပြီးစစ်မှုရဲမပေးနိုင်တဲ့အုပ်ချုပ်ရေးမှုတွေကိုယာရုကနေဖြုတ်ချတာတွေရှိနေပါတယ်စစ်ကောမရှင်ရဲ့စစ်မှုရဲတပ်သားစုဆောင်မှုကြောင့်လူငယ်တွေဟာလမ်းထောင်းလမ်းလာတာကအစားမလုံးကြုံမှုတွေရှိနေပြီးစိုးရိမ်ကြောင်လန့်စိမ့်တဲ့နေထိုင်နေရတယ်လို့လူငယ်တွေကဆိုကြပါတယ်စစ်ကောမရှင်ရဲ့ချက်လက်တွေအရနိုင်ငံတော်မှာစစ်မှုရဲပတ်စင်တက်ကနေ၁၈ ठी စစ်မှုရဲတပ်သားစုဆောင်ခံရသူ 9000နီးပါးရှိလာကြောင်းသိရပါဗျ။